ားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ28ရက်နေ့လည်ငယ်အထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရုံးမယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲ CRPH နဲ့ NUG ကိုထပ်မံအတည်ပြုပြီးစစ်တပ်ရွေးကောက်ပွဲကိုပြင်းထန်စွာကန့်ကွက်လိုက်တဲ့ဥရောပပါလီမန်ခင်းတည်တင်ကားတွေကိုဝင်ညှင်းနေတဲ့စစ်သားတွေ PDF တိုက်ခိုက်လို့အသက်ပြောက်ရပြီဆိုတဲ့အကြောင်းနန်စီဒီယန်ဆရာဆရာမတွေကိုရှိုးဝဲစစ်တင်နဲ့ပေးနေတဲ့စကားမှာ ကျောက်ဆယ်ကျန်းဖွဲ့စီယုံဝဲကစစ်တပ်လုံခြုံရေးချုံမမျှတတဲ့ရွေးကောက်ပွဲဖြစ်တဲ့အကြောင်းဝန်ခံလိုက်တာဖြစ်တဲ့ဆိုတဲ့တင်ကပ္ပမေရှားဒုတိယထုတ်လုပ်သူမြန်မာတရုတ်ကိုတင်မုံမုံရော့ကြတဲ့ဆိုပေမဲ့တူဖုံမုံနေမြေချမ်းပြေအထိရှစ်ထွင်တာနဲ့အကြောင်းမြန်မာအပါဝင်စစ်ကောနိုင်ငံက Green Card ကိုင်ဆောင်သူအလုံးကိုတင်းကျပ်စွာစစ်ဆေးရမယ် Trump အစိုးရအဲ့လိုနေလိကင်းအထိရရှိထားတဲ့ပြည်တွင်းပြပထူးခြားသတင်းတွေကိုတင်ဆက်ပေးထားပါတယ် ။ CRPH နဲ့ NUG ကိုထမ်းမှန်တီးပြုတ်ပြီးစစ်တပ်ရွက်ောက်ပွဲကိုပြင်းထန်စွာကန့်ကွက်လိုက်တဲ့ဥရောပပါလီမန်သတင်းနဲ့ဆက်လိုက်ခြင်းပါတယ်။မနေ့ကနိုဝင်ဘာလ29ရက်နေ့မှာထွက်ပေါ်လာတဲ့နိုင်ငံတကာသတင်းတရက်ကမြန်မာဒီမိုကရေစီရဲ့လှုပ်ရှားသူတွေကိုအင်အားဖြစ်စေခဲ့ပါတယ်။ဒါကတော့ဥရောပပါလီမန်ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးအမတင်ပြင်းထန်တဲ့ဆုံးဖြတ်ချက်တရက်ကိုအတည်ပြုလိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံးနဲ့အရေးကြီးဆုံးကစစ်ကော်မရှင်ကလာမယ့်2025ခုနှစ်နှစ်ကုန်နဲ့2026ခုနှစ်အစောပိုင်းတွင်မှလုပ်ဖို့အစီအစဉ်တွေအတူရောင်ရွက်ကောက်ပွဲတွေကိုလုံးဝလက်မခံနိုင်ဘူးတရားမဝင်ဘူးလို့အတိအလင်းပေချလိုက်ခြင်းဖြစ်ပါတယ်။ဒုတိယအချက်ကတော့ပြည်သူလူထုရဲ့ဒီမိုကရေစီဆန္ဒကိုကိုစားပြုတဲ့ NUG နဲ့ဆရာ PH တို့တာလျင်တရားဝင်ကိုယ်စားလှယ်ဖြစ်ခိုင်မာစွာထမ်းမှန်အတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။ တာရီယာချက်ကတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုမြန်မာနိုင်ငံအပေါ်မှာကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုတရက်ကိုအမြန်ဆုံးချမှတ်ဖို့တောင်းဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ထဲမှာ2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကစတင်ခဲ့တဲ့စစ်တပ်အာဏာသိမ်းမှုကိုပြင်းပြင်းထန်ထန်ရှုံးချထားပြီးစစ်တပ်အနေနဲ့2020ရွေးကောက်ပွဲချလက်ကိုအမြန်ဆုံးလဲစားကာအရက်သားအစိုးရကိုအာဏာပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီကိုကြောထောင်နောက်ခံပြုနေတဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့ကလည်းပြစ်တင်ရှုံးချထားပါတယ်။ဒီဆုံးဖြတ်ချက်ဟာမြန်မာ diaspora advocate for democracy ရဲ့နိုင်ငံစည်းရုံးလုံးဆောင်မှုနဲ့အောင်မြင်လာတာကိုပြသနေပြီးကမ္ဘာတွန်းမှာရှိတဲ့မြန်မာ democracy အင်အားစုတွေစည်းလုံးညီညွတ်ကြမယ်ဆိုရင်ထိရောက်တဲ့ခြားလက်တွေရရှိနိုင်တယ်ဆိုတာကိုမှမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။ဥရောပပါလီမန်ကတော့မြန်မာပြည်သူလူထုနဲ့ဒီမိုကရေစီကိုယ်စားလှယ်နဲ့အတူခိုင်မာစွာရည်တည်ကြောင်းပြောကြားပြီး ဖိနှံမုံကိုတွန်းလှန်နေသူအာလင်္ကန်တပ်တွေကိုဂုံပြူရယ်လို့လည်းထစ်သွင်းပြောကြားထားပါတယ်။ဒုတိယအနေနဲ့ခေးတတင်ကားတွေကိုငွေညှစ်နေတဲ့စစ်သားတွေ PDF တိုက်ခိုက်လို့အသက်ပြောက်ရပြီဆိုတဲ့အကြောင်းပါ။မူရမြို့နေမှာခေးတတင်ကားတွေကိုတားဆင်းငွေညှစ်နေတဲ့စစ်သားတွေကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သားတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ဟာနိုဝင်ဘာလ26ရက်နေ့မနက်၈နာရီခွဲလောက်မှာမူရမြို့နယ်၃မိုင်လောက်သာဝေးတဲ့ မူရရှောင်းလမ်းပိုင်းပေါ်မှာရှိတဲ့မြန်မာမန်တိုင်း73စီဆန်အနီးမှာဖြစ်ပွားခဲ့ရပါ Area 71 LPDF မူရအဖွဲ့ကထုတ်ပြန်ကြရာစွန့်ရထက်စက္ကခအထိုင်ဂိတ်ကနေလာကြတဲ့စစ်သားတွေဟာနေ့စဉ်လိုလိုနေရာခွဲပြီးခီးတဲ့တန်ကားရဲ့စီကနေဆက်ကျဲကောက်ကတောက်စာမူရနေကြတာဖြစ်တယ်လို့ဆိုပါတယ် Area 71 LPDF မူရအဖွဲ့ကောင်းဆောင်ကိုထွန်းက MP ကိုပြောကြားချက်အရ သူတို့အဖွဲ့ဟာခီးတစ်တွင်ကားတွေပြတ်တဲ့အချိန်ကိုစောင့်ပြီးအလစ်ဝင်ရောက်တက်ခတ်ခဲ့ရလို့သိရပါတယ်။ပြစ်ကမုံကြာကျင်ဟာ15မိနစ်ကျော်လောက်ရှိခဲ့ပြီးလမ်းပေါ်မှာငွေကောက်နေတဲ့စစ်သား9ယောက်ဝင်းကျင်တဲ့လမ်းမမှာကင်မွန်ဝင်းနေတဲ့စစ်သားစုစုပေါင်း30လောက်ရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။ဒီတက်ခတ်မှုအတွင်းမှာလမ်းမကင်မွန်ဝင်းနေတဲ့စစ်သားတွေရဲ့ပြန်လည်ပြစ်ခတ်မှုကြောင့် PDF ရဲ့ဘော်တူလည်းမစွန့်ရင်ရတဲ့တန်ရရှိခဲ့လို့သိရပါတယ်။ကိုထွန်းကလမ်းပေါ်ကစစ်သားတွေကပြစ်ခတ်ချိန်မှာ လမ်းဘေးကိုဆင်းပြေးကြတယ်ကျွန်တော်တို့အပြန်လန်ပစ်ခတ်တာကတော့လမ်းဘေးကင်းစစ်တာတွေနဲ့ပါကြေချက်မှန်တယ်လို့အပြည့်အချောက်တော့ပဲဒဏ်ရာရှိခဲ့လို့ရှင်းပြခဲ့ပါတယ်စစ်တာတွေရဲ့တည်ဆုံးမှုနဲ့ဒဏ်ရာရှိမှုအခြေအနေကိုတော့မြင့်မြန်ပြည်သူတွေရဲ့သတင်းပေးပို့ချက်အရအတည်ပြုနိုင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးနန်စီဒီယန်ဆရာဆရာမတွေကိုရှိုးဝဲစစ်တင်တဲ့ပေးနေတဲ့စက္ကမအကြောင်းပါရန်ကုန်တိုင်းတောင်တကုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ကော်မရှင်လက်အောက်ခံ ကျောင်းဆရာဆံမတွေကိုရှိုးဝဲစစ်တင်နှန်းတွေပင်နေရလို့တည်င်းပိပိုးချက်တွေထွက်ပေါ်လာပါတယ်။ဒီတည်င်းအရာမူလရန်ကနေအထက်တန်းအထိဆရာဆံမတွေအလုံးဟာတောင်းနှကုံဂိတ်ဟောင်အနီကအာတကနှစ်ကျောင်းမှာပည့်ရတွေတိုင်းစုဝယ်ပြီးတနက်ကြေထုတ်တာကြေထက်တာမျိုးတွေလို့အခြေခံစစ်ရေးလေ့ကျင့်မှုတွေလုပ်နေရတယ်လို့သိရပါတယ်။အခုလိုလှုပ်ဆောင်တာဆေးဥရှော်ရဲ့ဂျန်နီယာရှစ်ထွင်ခြင်းဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။စစ်ကော်မရှင်ကပြည်သူ့ခုခံစစ်ပြင်းထန်လာခြင်းမှာ ပညာရေးဝန်ထမ်းတွေကိုပါလက်နက်ကန်အကြံအင်အားဖြင့်ကြိုတင်ပြင်ဆင်ဖို့ကြိုးပမ်းနေတာဖြစ်နိုင်ပါတယ်။အဲ့ဒီအချက်အပြင်ပြည်သူလူထုအပေါ်ဖိအားပေးမှုလိုလည်းမြင်နိုင်ပါတယ်။ဆရာဆရာမတွေဟာအလုံးမပြုတ်ဖို့အတွက်မိမိဆန္ဒမှာပါပဲဒီတင်တန်းတွေကိုမလွှဲတာမချောင်တာတက်ရောက်နေရတာဖြစ်ပြီးဒါဟာပညာရေးနယ်ပယ်မှာစစ်ရေးလွှမ်းမိုးမှုအရှင်အောင်မြင့်တင်လာတာကိုပြသနေပါတယ်။ဆရာဆရာမတွေရဲ့အဓိကတာဝန်ကပညာသင်ကြားရေးဖြစ်တယ်။ ဒီလိုစစ်တင်နှန်းတွေပေးခြင်းဟာပညာရေးရဲ့မူလသဘောတဘွားကိုပြည့်စုံစေပြီးပညာရေးနှစ်ပေကိုစစ်ရေးအတွက်အသုံးချဖို့ကြိုးပမ်းတဲ့လက္ခဏာဖြစ်တယ်။ပညာရေးနဲ့စစ်ရေးရောနှောခြင်းကအန္တရာယ်ရှိပါတယ်လို့နိုင်ငံရေးလေလာသူတူကသုံးသပ်ပါတယ်။တင်နှန်းတက်ရောက်ရတဲ့ဆရာဆရာမတွေဟာစစ်ကော်မရှင်လက်အောက်ကနေအလုံးမပြုတ်ရဲအတွက်ဆန္ဒမပါဘဲစစ်ရေးလေ့ကျင့်မှုတွေကိုပြုလုပ်နေရတယ်လို့လည်းသိရပါတယ်။အခုလိုလှုပ်ဆောင်မှုဟာပညာရေးနှစ်ပေမှာစစ်ရေးရလွှမ်းမိုးပြီးចောင်းသားတွေနဲ့လူငယ်တွေအပေါ် စိတ်ရဲစိတ်ဓာတ်ကြိုက်တွင်မှုကြိုးပမ်းခြင်းဖြစ်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။လက်ရှိမှာတော့ဒီသတင်းတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမယ့်ဒီသတင်းတွေကြောင့်ဒေသခံပညာရေးဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံရေးအပေါ်စိုးရိမ်ပူပန်မှုတွေတော့မြင့်တက်နေပါတယ်။ထပ်မံတင်ဆက်ပေးချင်တာကတော့ကြောက်စဲတန့်ဖွဲ့စီယုံပွဲစစ်တပ်လုံခြုံရေးဂျူမှု မမျှတတဲ့ရွှေကောက်ပွဲလို့ဝန်ခံလိုက်ခြင်းဖြစ်တဲ့ဆိုတဲ့သတင်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့ကကြောက်စင်မြို့နယ်မှာကြံဖို့ကကိုစလေလောင်းတွေဟာမိတ်ဆန္ဒရှင်ပြည်သူတွေနဲ့တွေ့ဆုံပွဲတရားပြုလုပ်ခဲ့ပါတယ်။ဒီတွေ့ဆုံပွဲမှာပါဝင်ခဲ့သူတွေကတော့ပြည်သူ့လွတ်တော်ကိုစလေလောင်းဦးအောင်မြင့်တန်မြို့သားလွတ်တော်ကိုစလေလောင်းဦးခင်မောင်ဝင်းတိုင်းဒေသကြီးလွတ်တော်ကိုစလေလောင်းတွေဖြစ်တဲ့ဦးစိုးစိုးထွန်းနဲ့ဦးညင်ညင်လက်တော်ဖြစ်ကြပါတယ်။အဲ့ဒီတွေ့ဆုံပွဲထူကြပေးအငင်းပွားဖယ်ဖြစ်နေတဲ့အချက်ကတော့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကလုံခြုံရေးကိုအပြေအဝါယူပေးခြင်းပဲဖြစ်ပါတယ်။ ဒီလိုစစ်တပ်လုံခြုံရေးယူပေးထားတဲ့အတွက်ဒေသခံ ပြည်သူတွေအကြားမှာအတော်လေးထိတ်လန့်မှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်စစ်တပ်ကတိုင်းရဲလုံခြုံရေးယူပေးခဲ့မှုကိုကြည့်ရင်ကျွမ်ဖွန်နဲ့စစ်တပ်ရဲ့ဆန့်လွင်မှုကိုပေါ်လွင်စေတဲ့အပြင်ဒီလိုရကကျွမ်ဖွန်ပါတီဟာစစ်ကောင်စီရဲ့တိုင်းရဲကြောထောင်းနောက်ခံကိုအခိုင်အမာရရှိထားတယ်ဆိုတာကိုပြသနေရဖြစ်တဲ့အတွက်အတူရောင်ရွက်ကောက်ပွဲလုံခြုံရေးစင်ဟာဘယ်လိုက်မှုရှိနေရဆိုတာကိုထင်ရှားစေပါတယ် လက်နက်ကန်စစ်တပ်ရုံနဲ့တွတ်ဆုံပွဲလုပ်တာဟာပြည်သူတွေကိုလုံခြုံစေတာထက်နိုင်ငံရေးအရချင်းချောက်မှုတမျိုးဖြစ်စေပြီးမိဆန္ဒရှင်တွေရဲ့လွတ်လပ်တဲ့ဆုံးဖြတ်နိုင်စွမ်းကိုထိခိုက်စေနိုင်တယ်လို့နိုင်ငံရေးလက်လာသူတွေကထောက်ပြကြပါတယ်။ဒီမိုကရေစီနဲ့အရရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေဟာပြည်သူထောက်ခံမှုကိုငြိမ်းချစွာချဖွေတင့်ပါတယ်။ဒီလိုစစ်တပ်ကကွယ်နဲ့စီယုံမှုတွေလှုပ်ဆောင်ခြင်းဟာလာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးဆိုတဲ့နိုင်ငံတကာရဲ့ရှုမြင်မှုကိုပိုပြီးခိုင်မာစေပါတယ်။ ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့ကမ္ဘာမြေချာဒုတိယထုတ်လုပ်သူမြန်မာတရုတ်ကိုတင်ပို့မှုရော့ကျပေမဲ့သူ့ဖွံ့ဖို့နေမြေချမ်းပြေထင်းရှစ်ထွင်နေတဲ့သတင်းကိုပြောပြပါဦးမယ်။နိုင်ငံတကာစွမ်းအင်အေဂျင်စီ IAEA ရဲ့စင်းတွေအရမြန်မာနိုင်ငံဟာကမ္ဘာမြေချာသူ့ဖွံ့ဖို့မှာအထူးကပါဝင်သူအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။2024ခုနှစ်ကမ္ဘာမြေချာထုတ်လုပ်မှုမှာတရုတ်နိုင်ငံက67ရာခိုင်နှုန်းနဲ့ထိပ်ဆုံးကရှိနေပြီးမြန်မာနိုင်ငံက16ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေတယ်လို့ ISP မြန်မာကထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေစတင်မာလအထိ6လအတွင်းမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကိုတင်ပို့ခဲ့တဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ624တန်ရှိခဲ့ပါတယ်။ဒီပမာဏဟာရခိုင်နဲ့ကာလာတူနဲ့နှိုင်းယှဉ်ရင်အမေရိကန်ဒေါ်လာတန်100ကျော်ရောကျခဲ့လို့သိရပါတယ်။ဒါပေမဲ့ဒီ6လတာအတွင်းမှာတရုတ်နိုင်ငံကပြေပကနေမြေရှားတင်သွင်းမှုစုစုပေါင်းတန်ချိန်9200ကျော်အထက်က53ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံနဲ့တင်သွင်းခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမြေရှားတင်မမှုရောကြနေချိန်နဲ့တိုက်ဆိုင်စွာပဲကရှင်လွတ်လပ်ရေးတပ်မတော် KYA ထိန်းချုပ်ထားတဲ့နေဆက်ဂိတ်၄ခုကိုတရုတ်အစိုးရက2025ခုနှစ်အောက်တိုဘာလကုန်မှာ KYA နဲ့ညှိနှိုင်းမှုမရှိဘဲပြန်လည်ဖွင့်လှစ်ပေးခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံဟာတင်ရင်စိတ်ချရတဲ့မြေရှားထောက်ပံ့ရင်ခွင့်ဆက်ကိုရှားဖွင့်နေတဲ့အတွက်မြန်မာနိုင်ငံမှာမြေရှားတူဖုံမှုနဲ့ပိုပြီးများလာနိုင်ချေရှိတယ်လို့ ISP မြန်မာကသုံးသပ်ထားပါတယ် လက်ရှိတုံ့ရှင်းမှုအနေနဲ့အမေရှားတပ်တို့ထွက်ရှိတဲ့ကရှင်ပြည်နယ်တမကချမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာပါတူးဖော်မှုနဲ့တိုးရှက်လာနေပါတယ်။ဥပမာအဖြစ်ဝက်ပြည်သိစင်းရဲ့တပ်မတော် UWSA ထိန်းချုပ်တဲ့မိုင်းယွန်းမိုင်းပေါင်းနဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA ထိန်းချုပ်တဲ့မိုင်းယောင်မြို့နယ်တို့မှာဒီနေ့ဆန်ပိုင်းကအမေရှားလက်ကွက်အနည်းဆုံး20ကျော်တိုးလာခဲ့ပါတယ်။နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့မြန်မာအပါအဝင်စစ်ကောနိုင်ငံက ဂရင်းကတ်ကင်ဆောင်သူအားလုံးကိုတင်းကျပ်စွာစစ်ဆေးတော်မှထရန့်ဆိုရအကြောင်းကို ပြောပြရင်ဒီနေ့အတွက်နေလေကန်တင်းတင်ဆက်မှုကိုဒီမှာတင်ရန်လာလိုက်ပြခြင်းနွေမလာ၂၈ရက်နေ့မှာသမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုရအဖွဲ့ကနေမြန်မာနိုင်ငံအပါအဝင်စွန့်ရင်ရတဲ့စစ်ကိုနိုင်ငံကအမြဲတမ်းနေထိုင်ခွင့်ဒါမှမဟုတ်ဂရင်းကတ်ကင်ဆောင်ထားသူအားလုံးရဲ့လူဝမှုတိကျရဲ့စင့်တန်းတွေကိုပြန်လည်စစ်ဆေးသွားမယ်လို့ကြေညာလိုက်ပါတယ်။ဒီလိုအဆုံးပြေချက်ချမှတ်ခဲ့တာဟာနိုဝင်ဘာလ26ရက်နေ့က Washington DC မြို့မှာ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေတက်ခတ်ခံရမှုဖြစ်ပေါ်ပြီးတဲ့နောက်မှာဖြစ်ပါတယ်။အမေရိကန်ရရှိတွေရဲ့ပေါ်ထုတ်ချက်အရအဲ့ဒီပြစ်ခတ်မှုမှာဖန်စီထိမ့်သိမ်းခံထားရသူဟာအာဖဂန်နိုင်ငံသားဖြစ်ပြီးရခိုင်ကအာဖဂန်နစ္စတန်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့နဲ့အတူလောက်ကင်ခဲ့မှုသူဖြစ်တယ်လို့သိရပါတယ်။အသက်29နှစ်အရွယ်တန်တရားရှိသူဟာဒီနေ့ဧပြီလမှာခလုံးငင်းရရှိထားသူဖြစ်တယ်လို့လည်းအာဖဂန်နိဗတ်အဖွဲ့ရအဆိုအရသိရပါတယ်။ အမေရိကန်အကောက်ခွန်နဲ့လူဝင်မှုကြည့်ကြရေးဝန်ဆောင်မှုဌာန USCIS ရဲ့ညွှန်ကြားရေးမှူးဂျိုဇက်အလိုကအဲ့လူမှုကွန်ရက်ကနေတဆင်စိုးရင်ရတဲ့နိုင်ငံတိုင်းကနိုင်ငံသားတိုင်းရဲ့ green card တိုင်းကိုအပြေအဝါတင်းကျပ်စွာပြန်လည်စစ်ဆေးဖို့ညွှန်ကြားထားတယ်လို့တရားဝင်ပြောကြားခဲ့ပါတယ်။ပြန်လည်စစ်ဆေးခံရမယ့်စိုးရင်ရတဲ့နိုင်ငံပေါင်း16နိုင်ငံဟာသမနာထရန့်ကဂျွန်လာထုတ်ပြန်ခဲ့တဲ့အုပ်ချုပ်ရေးအမိန့်မှာပါဝင်တဲ့နိုင်ငံတွေဖြစ်ပြီးအဲ့ဒီအထက်မှာမြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။ အဲ့ဒီနိုင်ငံတွေထဲကခေးသွားလာကွင်းလုံဝပိတ်ပင်ခံထားရတဲ့နိုင်ငံတွေကတော့မြန်မာ၊ချက်၊ကွန်ဂိုဘရာဇာဗီလီ၊အီကွေတိုရီယယ်၊ဂီနီ၊အီရီထရီးယား၊ဟစ်တီ၊အီရန်၊လေဘရာ၊ဆိုမာလီယာ၊ဆူဒန်နဲ့ယီမန်နိုင်ငံတို့ပဲဖြစ်ကြပါတယ်။ဒါအပြင်ဒစိမ့်တပိုင်းပိတ်ပင်ခံထားရတဲ့နိုင်ငံတွေကတော့ဘူရန်ဒီ၊ကျူဘာ၊လာအို၊ဆီယာရာလီယွန်၊တိုဂို၊တာမနစ်စတန်နဲ့ဗင်နီဇွဲလာတို့ပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေကလည်းလာတဲ့အချို့သောယာယီအလုပ်ဗီဇာတွေကိုတော့ခွင့်ပြုထားဆဲဖြစ်တယ်လို့သိရပါတယ်။ MPA ကလည်းနေလေကန်အထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA ကနေ့စဉ်အကြမ်းလက်တင်ဆက်ပေးနေတဲ့အချုပ်တန်တဲ့စာသတင်းတွေကို Facebook, YouTube, Website စာမျက်နှာတွေအပြင်တက်တော့မှလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်။ MPA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝအမောရေလည်းပြေကြပါစေခင်ဗျာ